Hello အားလုံးပဲမင်္ဂလာပါ Unit 4ပုံမှန်ချက်ကနေကြိုဆိုပါရစေဆိုတော့30ရည်နှစ်မနက်ခင်းပိုင်းမှာရထားတဲ့ Arsenal အသင်းရဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်ဆွေးနွေးသွားပါမယ် Arsenal ကတော့ຫນွေရာသီအပြောင်းအရွှေ့မှာအမှန်ကန်ကိုအသင်းကိုပြည်ပြုပြင်ဖို့လုပ်နေတဲ့အသင်းမှာနော်ပြီးခဲ့တဲ့ရာသီတွေမှာဖလားနဲ့လက်တကန်အလူတွေဒီသူတွေရာသီတင်းခဲ့ပေမဲ့လည်းလို့ပါဖလားမန်သူတို့ရာကြီးခဲ့ခြင်းမရှိဘူးဆိုတော့ Arsenal ဟာအဲ့ဒါတွေကိုပြင်ဆင်ဖို့ဒီຫນွေရာသီအပြောင်းအရွှေ့မှာ လုံးဝလူတွေမထင်မှတ်ထားတဲ့အပြောင်းရွှေ့တွေအင်မတန်အားကြရတဲ့ကောင်းတဲ့အပြောင်းရွှေ့တွေနဲ့သူတို့ပြုပြင်မှုလုပ်နေတာဆိုတော့ဒီထဲမှာအာဆင်နယ်နဲ့ပတ်သက်လို့ဒီနေ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့သတင်းတွေကိုကျွန်တော်တို့သာဆွေးနွေးသွားပါမယ်ပထမဆုံးအနေနဲ့တော့ဒါသတင်းတွေပါပါလေးတချောက်ထွက်နေတဲ့ဂူဒမားတယောက်ကိုအပြိုင်ခေါ်ဖို့ကြိုးပမ်းနေတဲ့အချိန်ဒီပါဒါဟာလည်းရှိအက်စပန်ညိုအသင်းရဲ့ဂူဒမားဖြစ်သူညောဂျူဟာဟူဝန်ဂါစီယာနဲ့ပတ်သက်လို့သတင်းတွေပေါ့လေဒီဂါစီယာကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်ဘာစီလိုနာအပြင်နယူကာဆယ် ညူကာဆယ်တို့လိုအသင်းတွေကပါမှန်ကန်စိတ်ဝင်စားနေတယ်။လက်ရှိမှာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီဘာစီလိုနာအသင်းကိုဒီဂိုးသမားဖြစ်သူပြောင်းရွှေ့ဖို့ဟာအင်မတန်ကိုဖြစ်နိုင်ချေအချင်းနေနေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတာတွေကျွန်တော်ရှိတယ်။ဆိုတော့လက်ရှိမှာတော့ဒါအာဆင်နယ်အတွက်တော့ကြာတကယ်တင်းကောင်းပေါ့လေဒေးဗစ်ရာယာလိုမျိုး quality ဂိုးသမားရှိနေတဲ့အပြင်နောက်ထပ်ဂိုးသမားကောင်းတစ်ယောက်ကိုခေါ်ဖို့အတွက်သူတို့ကြိုးပမ်းနေတာ။ဆိုဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့နေတဲ့ဒါအက်စပန်ယူရဲ့ boss ဖြစ်တဲ့ဒါမလဲဒီမန်နိုလူကွန်ဇာလက်စ်ကနေပြီးတော့ပြောထားတာတခုရှိတယ် ကျွန်တော်သူ့အနေနဲ့ပေါ့နော်သူ့အနေနဲ့ကျွန်တော်တို့ဒီကိုကိုသမားဖြစ်သူကိုကျွန်တော်တခြားကလပ်အသင်းတစ်ခုကိုပြောင်းရွှေ့ဖို့သူစိတ်ပိုင်းဖြတ်ပြီးကောင်ပိုင်းဖြတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့ဒါပေမဲ့လို့သူ့အနေနဲ့ဆိုလို့ရှိရင်တော့ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ဟာဖြစ်နိုင်ကြီးအင်မတန်ကိုနည်းတယ်ပေါ့နော်သူမထင်ဘူးပေါ့သို့သော်လည်းပဲဒါယာကန်တော့သဘောတူယာကန်တော့အာမခံတာတော့မဟုတ်ဘူးဘာစီလိုနာကိုပြောင်းဖို့ကတော့အချိန်နည်းတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ Newcastle United Arsenal ဒီနှစ်သင်းပဲကျွန်တော်ရှိတဲ့အချိန်မှာ စပိန်ကစားမားတွေပြောင်းနေတဲ့အာဆင်နယ်ကိုစပိန်နီးပြနီးပြနေတဲ့အာဆင်နယ်ကိုပို့ပြီးတော့ဖြစ်နိုင်ခြင်းတွေများလာတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိမှာမယ်ရီနိုကိုကျွန်တော်တို့ခေါ်တယ်နောက်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်ဇူဘမင်ဒီကိုကျွန်တော်တို့ခေါ်တယ်လာအခုဆိုလို့ရှိရင်ကျွန်တော်လက်ရှိကိုသမားဂါစီယာတို့ဘာလို့တွက်ကလည်း chance တွေကျွန်တော်ရှိလာပြီဒါကြောင့်ပေါ့နော်ဟိုဘာစီလိုနာကဟိုပြောင်းဖို့အချိန်နေတယ်ဆိုတော့တခြားမဟုတ်ဘူးဒါစပိန်ကစားမားတိုင်းအတွက်ဘာစီတို့ရီယယ်မက်ထရစ်တို့ဆိုတာကပြောင်းရှိဖို့ကသူတို့အတွက်အိမ်မက်ပဲသို့တော်လည်းပဲပေါ့နော် ်ဘာစီလိုနာနဲ့အက်စပညိုဆိုတာကကျွန်တော်အနေနဲ့တော်တော်ကိုမုန်းတီးကြတဲ့ပြိုင်ဘက်တွေပါတော်တော်ကိုမုန်းတီးကြတဲ့ပြိုင်ဘက်တွေပါအဲ့တော့ကက်တလန်ပြိုင်ဘက်တွေအဲ့တော့ဟိုအက်စပညိုရဲ့ဂိုးသမားဖြစ်သူအက်စပညိုကစားမတစ်ယောက်ကိုဘာစီလိုနာကိုပြောင်းတာဘယ်သူမှကျွန်တော်မမြင်ချင်းဘူးဒါသူတို့စီကသူတွေပြောတာပါနော်အဲ့တော့အာဆင်နယ်တို့ပါတို့တခြားပြိုင်ဘက်တွေကိုပြောင်းတာမျိုးတခြားပြည်ပပြိုင်ဘက်တွေကိုပြောင်းတာမျိုးဟာဖြစ်နိုင်ချေအများကြီးရှိတယ်။ Newcastle ကလည်းနစ်ပုတ်ကဘယ်လိုပြောမလဲသူတို့လူချင်းတဲ့ဂိုးသမားအဆင့်တန်းမျိုးတော့ ရှိမနေဘူးသို့တော်လည်းပဲလက်ရှိမှာတော့ဒါကောင်းနေတဲ့ကုသမားတယောက်ဆိုတော့သူတို့အနေနဲ့ဟိုမဖြစ်မနေအစားထိုးတာမျိုးတော့မဟုတ်ဘူးသို့တော်လည်းပဲခေါ်ခြင်းနဲ့ကာစီယာကိုဒါအပြင်ဒီကုသမားကလည်းဒီရာဒီမှာတော့ကောင်းနေလက်စွမ်းကြီးကျွန်တော်ပြထားတာဗျာဒါကြောင့်မို့တော့အာဆင်နယ်တင်းရဲ့ဘက်ကလည်းဒါရာယာလိုကုသမားရှိပြီမဲ့လူချင်းနေဆိုတော့ဘာစီကိုမဖြစ်မနေပြောင်းဖို့အတွက်အင်မတန်ခရင်သွားပြီဆိုတဲ့ချင်းမျိုးမှာအာဆင်နယ်အတွက်အားသာချက်တွေဖြစ်လာတာဆိုတော့အာဆင်နယ်တင်းရဲ့ပရိသတ်ဒီနေရောဒီဟူဝန်ကာစီယာကိုရအောင်ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလားဒေးဗစ်ရာယာရှိနေတော့မှာ ဆွေးနွေးကြပါအောင်ဆိုတော့နောက်ထပ်အဓိကသတင်းကအာဆင်နယ်အနေနဲ့တိုက်စစ်မှုနေရာခေါ်ဖို့အတွက်ဘင်ဂျမင်ဆက်စကိုနဲ့ပတ်သက်တဲ့သတင်းမှာလက်ရှိမှာဘင်ဂျမင်ဆက်စကိုကိုကျွန်တော်တို့ခေါ်ဖို့အတွက်အာဆင်နယ်ဟာအချိန်ကြီးကောင်းနေပြီဒီနေရာမှာဖာဘီဇီယိုရိုမန်နိုကအာဆင်နယ်နဲ့ဘင်ဂျမင်ဆက်စကိုရဲ့ကြားထဲမှာဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ report လုပ်လာတယ်သူပြောထားလဲဆိုတော့ဘင်ဂျမင်ဆက်စကိုရဲ့အာဆင်နယ်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကိုပြောရရင်သူတို့ဒီနှစ်ဖက်ကြားတယ်ထားပါတော့အာဆင်နယ်နဲ့ဘောနော်ဒီဆက်စကိုရဲ့ကြားထဲမှာ ိုင်းရိုက်အချိတ်ဆက်တွေလက်ရှိမှာ ရှိနေပြီဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ဟိုယာဒီဒီကလေးကအာဆင်နယ်ဟာဒီကစားမဖြစ်သူကအမှန်ကန်လိုချင်ခဲ့တာဒါပေမဲ့လို့လုံးဝမရခဲ့ဘူးပြီးခဲ့တဲ့နွေယာဒီပြောင်းရွှေ့ကလည်းအာဆင်နယ်ကဒီကစားမဖြစ်သူကိုလိုချင်တယ်လိုက်စရဲ့ဘက်ကကျွန်တော်ညင်းခဲ့တယ်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကလည်းအာဆင်နယ်ကလိုချင်တယ်လိုက်ပစ်ကညင်းခဲ့တယ်ဆိုတော့အဲ့ဒီလိုအချင်းဒီကလေးကကစားမဖြစ်သူရဲ့ဘက်ကအော်ဒီတင်ကငါ့ကိုအမှန်ကန်စိတ်ဝင်စားပါလားဆိုတဲ့တိတယ်မှာ appreciation မျိုးခံစားနေရတာပေါ့လေ ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် Adidas နဲ့ပတ်သက်တဲ့ management တွေ team တွေဘာတွေကဟိုဒီဇိုင်းမမက်ဆိုသူတို့ကစားမဖြစ်သူကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့အခြေအနေမျိုးမှာလက်ရှိဆိုလို့ရှိရင်သူတို့ကစားမီးစိမ်းတွေဘာတွေပါသူတို့ရလာပြီဆိုတော့ဘောနောအမှန်ကန်ဆွေးနွေးမှုတွေလည်းသူတို့ပြုလုပ်နေကြပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့နှစ်သင်းကြားဆွေးနွေးမှုတွေသူတို့အသည်နှစ်ဖက်ကြားဆွေးနွေးမှုတွေသူတို့ပြုလုပ်နေတယ်တခုတော့ရှိတယ်အာဆင်နယ်ဟာဘင်ဂျမင်ဆက်ကိုကိုဦးစားပေးပြီးတော့ခေါ်ဖို့တဲ့ဂျူးပန်းမှာ ဒါပေမဲ့လို့သူတို့ရဲ့ list ထဲမှာ Benjamin Sesko တယောက်တည်းရှိနေတာမျိုးတော့မဟုတ်ဘူး။ Victor Gyokeres တို့ဘာလို့လဲကျွန်တော်ရှိနေတယ်ဆိုပြီးတော့ဒါ Fabrizio Romano ကကျွန်တော်ပြောထားတယ်။ဆိုတော့လက်ကြောင့်လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင် Arsenal နဲ့ပေါ့နော်ဒီ Leipzig ရဲ့ဈာထဲမှာဘာဆွေးနွေးမှုမှန်းတော့မရှိသေးဘူး။အဲ့မဲ့အာဆင်နယ်နဲ့ဘင်ဂျမင်ဆက်စကူရဲ့ဂျားထဲမှာတော့ဆွေးနွေးမှုတွေကျွန်တော်ရှိနေပြီပေါ့ဆိုတော့ဒါကသတင်းကောင်းပါအာဆင်နယ်အတွက်လုံးဝသတင်းကောင်းပါအထူးသဖြင့် ူရောမလဲအတင်းတိုက်စစ်မှာဗျဆဲစကူလူကစားမမျိုးကိုကျွန်တော်တို့ခေါ်ပြီးတော့ဒီအတင်းရဲ့ squad ကို improve လုပ်နိုင်မယ်ဆိုတာမျိုးကလက်ရှိရှိနေပါတယ်ဆိုတော့ harvest တို့ဘာလို့ねကျွန်တော်တို့စားလို့ရှိရင်အများကြီးအချိန်ကြီးကောင်းနေစဉ်းစားကြည့်ပဲကျွန်တော်တို့ premier league ရဲ့ premier league ကအတင်းရဲ့ပေါ့နော်ကျွန်တော်တို့ယာစီတစ်ခုယာစီအများဆုံးကာလတွေမှာတိုက်စစ်နေရမှာ merino တို့အလားနော်ကျွန်တော်တို့ဒီ kai harvest တို့လိုမျိုး center forward system မဟုတ်တဲ့သူတွေ ਨੇ ဖြတ်တန်းခဲ့ရတာတော့မှာ ဟို Champions League ဆိုလို့ရှိရင်လည်းပဲ City ကျွန်တော်ရောက်တယ် Premier League မှာဆိုလို့ရှိရင်လည်းပဲအဆင့်နှစ်နဲ့ရာသီသိမ်းတယ်အကယ်လို့မြန် Sesco လို့ကစားသမားမျိုးဘာမို့ Geocres Geocres တို့ကစားသမားမျိုးနဲ့ Arsenal တိုက်စစ်မှာမြင်ရပြီဆိုလို့ရှိရင်မျောလင်းချက်တွေအများကြီးထားလို့ရတယ်အောင်မြင်မှုတွေနဲ့ပတ်သက်လို့ရှိရင်ဆိုတော့အာဆင်နယ်ကလည်းဒါကြောင့်လည်းပဲ striker physical ကောင်းပြီးတော့ဒီရမလားဒီ physical ဘက်ကပြိုင်ဘက်တွေကို dominate လုပ်နိုင်မဲ့တိုက်စစ်မှုမျိုးကိုသူတို့လိုချင်တာ တော့ဘင်ဂျမင်ဆက်ကူဒီအသက်လည်းငယ်သေးတယ်လို့ဒါဒီအာဆင်နယ်လူချင်းတဲ့ physical ဘိုင်းအကုန်လုံးနဲ့ပတ်သက်လို့ quality ဘိုင်းနဲ့ပတ်သက်လို့ဘာမှပြောစရာရှိမနေဘူးအဲရောက်ဘင်ဂျမင်ဆက်ကူနဲ့ပတ်သက်တဲ့တည်ငါအများကြီးချင်ကြီးကောင်းလာတာဆိုတော့တခုပဲအာဆင်နယ်နေနဲ့ live scene နဲ့ဆွေးနွေးတဲ့နေရာမှာပြောင်းရွှေ့ကြီးကတော့သူတို့အတွက်နည်းနည်းလေးအခက်အခဲဖြစ်နိုင်တယ်သူတို့ပြင်ပေါ့နော် Zubimendi ပေါ်မှာသူတို့ပေါင်သန်း90တုံးပြီးသွားပြီနောက်ထပ်လဲ comment နေရာတချို့လဲကျွန်တော်တို့တည်ငါထွက်နေသေးတယ် တိုက်စစ်မှုနေရာမှာလည်းနောက်ထပ်ပေါင်သန်း100လောက်မြန်သုံးရမယ်ဆိုရင်ခေါ်ပါမလား100လောက်ထိတော့သူတို့ပေးဖို့လူချင်းမလူမဒီ live video ဘာလို့ရဲ့ဘက်ကပေါင်သန်း90ကျော်လူချင်းနေဆိုပြီးတော့ကျွန်တော်သတင်းတွေထွက်ထားတာဒါပေမဲ့လို့ဗောနော်စာချုပ်ပါရော်ကြီးတန်း90ပေးရင်ကိုပဲရနိုင်တဲ့အခြေအနေမျိုးမှာတန်း90ဆိုလို့ရှိရင်တော့ Arsenal အနေနဲ့တကယ်ကိုအနာကက်မှာအများကြီးအားကိုးရနေတဲ့ striker တစ်ယောက်အတွက်မှန်ကန်3သိန်းနဲ့တည်းမှာပါတယ်လို့ပဲကျွန်တော်ယူဆရမှာပဲအဲ့တော့ Arsenal အနေနဲ့ဒီအပြောင်းအရွှေ့ကနေနောက်ဆုတ်သွားလို့မသိဘူးဗောနော် ဆိုတော့ကြောင့်တိုက်စစ်မှုတော့မဖြစ်မနေဆိုလို့အာဆင်နယ်ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းရမယ်ဒီနေရာမှာဘင်ဂျမင်ဆက်စကူနဲ့အာဆင်နယ်ကြားထဲမှာစပြီးတော့ဆွေးနွေးနေပါပြီဆိုတော့အာဆင်နယ်ပြည်သက်ဒီနေ့ရောတန်း90တန်း60လောက်နဲ့ဂီယိုဂရက်စ်ကိုကျွန်တော်တို့ဒါခေါ်တဲ့နယ်လို့ထင်လားဒါမှမဟုတ်တန်း80ကနေတန်း90လောက်ထိရှိနိုင်တဲ့ဘင်ဂျမင်ဆက်စကူကိုကျွန်တော်တို့ဥစားပြီးကြိုးပမ်းနေတယ်လို့ထင်ကြလားလက်ရှိမှာတော့အာဆင်နယ်ကဆက်စကူကိုဥစားပြီးပြီးတော့ကြိုးပမ်းနေတယ်ဘယ်လိုမြင်ကြလဲဘယ်တိုက်စစ်ကိုပို့ပြီးတော့အာဆင်နယ်အသင်းမှာမြင်ကျင်ကြလဲ ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများယူပါတယ်ဆိုတော့နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့တွားရရင်အာဆင်နယ်ကအသင်းမှာအရေးပါပါတယ်ဆိုတဲ့ကစားမားတွေကိုအမှန်ကန်စားထိုးဖို့သူတို့လုပ်နေတဲ့ဒါအပြင်ရှိတဲ့ကစားမားတွေကိုလည်းတက်တန်းဒီပါတွေတိုးဖို့လုပ်နေတဲ့အချိန်မှာခံစစ်မှုဖြစ်တဲ့ဂါဘရီယယ်ကိုတက်တန်းတိုးဖို့အတွက်လက်ရှိစစကားပြောဆိုမှုတွေပြုလုပ်နေပြီအဲ့ဆိုတော့ကစားမကလောလောဆယ်စာချုပ်က2029ခုနှစ်မှာတက်တန်းကုန်မယ်ပေါ့နော်2029ဆိုတော့တိတ်တော့မဝေးတော့ဘူး ဒါပေမဲ့လို့ဘယ်လိုပြောမလဲတခြားဥရောပအသင်းကြီးတွေပြိုင်ဘက်ဥရောပအသင်းကြီးတွေရဲ့ဘက်ကစိတ်ဝင်စားဖို့နော်စိတ်ဝင်စားမှုခေါ်ဖို့ကြိုးပမ်းမှုတွေကိုသူတို့ရှောင်ကျင်တဲ့အတွက်ဂါဘရီယယ်ကိုသူတို့တက်တန်းတို့ဖို့သူတို့လုပ်နေတယ်အာဆင်နယ်မှာအရေးကြီးတဲ့ခံစီကစားမတယောက်လည်းဖြစ်တဲ့အတွက်ပေါ့နော်ဂါဘရီယယ်ကိုတက်တန်းတို့ဖို့အာဆင်နယ်ဘက်ကကြိုးပမ်းနေတာဒါကြောင့်ဒါဟာဖြစ်တဲ့ဒါဖြစ်တဲ့အခြေအနေမျိုးပါသူတပြင်းတော့ကျွန်တော်အနေနဲ့ဒီဂါဘရီယယ်တို့ဘာတို့လိုမျိုးအာဆင်နယ်ရဲ့နောက်တန်းနေမဟုတ်ဘူးပေါ့နော် အသင်းအတွက်ပါအရေးပါတဲ့အခြေအနေမျိုးမှာအာဆင်နယ်ရောက်အောင်ကျွန်တော်ကြိုးပမ်းသင့်တယ်အခုဒီကနာဘလော့တို့ဘာလို့ကနေပြီးတော့ဒီအက်တလက်တစ်မှာဖော်ပြထားတဲ့အခြေအနေဆိုလို့ရှိရင်လည်းပဲအာဆင်နယ်တင်းရဲ့ဘက်ကဂါဘရီယယ်ကိုကျွန်တော် ကာလာရှီစာချုပ်တက်တန်းတည်းရဲ့တူဖို့အတွက်ကနီးစက်မှုတွေရှိနေပြီဆိုပြီးတော့ကျွန်တော်သိရတယ်တော့ဗောနော်ဂါဘရီယယ်ကိုကလပ်အသင်းမှာပဲသူတို့အမှန်ကန်ဆက်ပြီးတော့ထားခြင်းနဲ့ကစားမဖြစ်သူကလည်းအရေးပါတဲ့ပလေယာတစ်ယောက်လည်းဖြစ်တဲ့အာတီတာအတွက်ကောအာဆင်နယ်အတွက်ကောဆိုတော့ အာဇနီဟာရေရှည်တက်တန်းကျွန်တော်တို့မှရမယ်လက်ရှိမှာလဲဆူနီမှုတွေကကျွန်တော်တို့ဘောနော်အချိန်ကြီးကောင်းနေပြီအာဇနီနေနဲ့လုံးဝတလွဲမလုံးသင့်တဲ့เนาะအချိန်ကြီးမျိုးပါเนาะဆိုတော့ဂါဘရီယယ်ကိုပါလို့ရောက်အောင်တက်တန်းတို့မှရမယ်ဂါဘရီယယ်ကိုယ်တိုင်ကလည်းအသင်းပြောင်းခြင်းတဲ့ဆန္ဒတွေရှိတယ်လို့ကျွန်တော်မထင်ဘူးဒါဟာအာဇနီအတွက်အများကြီးကောင်းတဲ့တည်းမှာအရေးပါတဲ့ကစားမားတွေကိုတက်တန်းတူးနေတယ်လို့လိုအပ်တဲ့နေရာတွေကိုလည်းအားဖြည့်ဖို့လုပ်နေတယ်ဒါဟာကျွန်တော်တို့တင်းကောင်းကြီးရွေးပဲဘောနော်နောက်ထပ်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်တော့ ဘာလို့ရှိုးမလဲဒါဝီလျံဆလီဘာနဲ့ပတ်သက်လို့လဲတက်တန်းဒီဘာတွေတူးတော့မယ်ပေါ့လေသူတို့သူသဖြင့်ဆလီဘာကိုကျွန်တော်ရီယယ်မက်ထရစ်တို့ဘာတို့ရဲ့ဘက်ကအမှန်ကန်လိုချင်နေဆိုပြီးတော့တတိနေကျွန်တော်တကြောက်ထွက်နေတာဂါဘရီယယ်နဲ့စာလို့ရှိရင်ဆလီဘာငယ်သေးတယ်ဗျာဒါအပြင်ကျွန်တော်24နှစ်ဆိုတော့ဒါလုံးဝ prime color တွေကိုဖြည်းဖြည်းချင်းရောက်လာပြီးတော့ကျွန်တော်ပြောရမယ်ဆိုတော့ဒီလွန်ခဲ့တဲ့နှစ်နှစ်၃နှစ်လောက်ထိကျွန်တော်ပြန်ကြည့်ရင်ဆလီဘာဟာ down shock ဆိုလို့ကောင်းလာပြီးတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအများကြီးတိုးတက်မှုဝင်ပြလာတဲ့ကစားမတယောက် physical ဘာနဲ့ကျွန်တော်ကောင်းနေအရင်မောင်းနေပြောကြမလို့ဘောပလင်းတဖန်သားလေးကျွန်တော်ဖြစ်တယ်ဆိုတော့ဘောနော်ဒီလိုကစားမကို real metric တို့ဘာလို့ဘကလုံးဝလိုချင်တာကဒါအထူးဆန်းမဟုတ်ဘူးအထူးဆန်းမဟုတ်ဘူးဆိုတော့ဘောနော်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီ24နှစ်ရွယ် William Saliba ကိုလည်း Arsenal ဘက်ကတက်တန်းတိုးဖို့အတွက်သူတို့တွေဒါဆွေးနွေးမှုတွေကတိုးတက်မှုတွေအများကြီးရှိနေပြီဆိုပြီးတော့ကျွန်တော်ဒါသိရတယ်ဆိုတော့ real metric ရဲ့စိတ်ဝင်စားမှုတွေကိုသူတို့ရှောင်နိုင်ဖို့လိုတယ်သူတို့ရင် real ကအမှန်ကန်အပြောင်းအလဲတွေလုပ်နေတာဗျာ ဘာနော်ဂျာဗီလွန်ဆိုတော့ဘာလို့ကျွန်တော်ရောက်လာပြီဆိုတော့အာဒီຫນွေမှာတော့သူတို့ခွန်နိုင်ဖို့မရှိဘူးနောက်နှစ်ຫນွေဒီဘာဒီမှာကျူးပန်းလာမှာဆိုတဲ့အတွက်အာဆနယ်ဟာရှောင်ကျင်လို့ဆာလီဘာတို့ဘာတို့ကိုတရန်တူဖို့လောက်တာဖြစ်တဲ့နဲ့ကျွန်တော်အရာတစ်ခုပဲဗောနော်ဆိုတော့ကျွန်တော်အနေနဲ့လက်ရှိဆာလီဘာတို့ဘာတို့ကိုအာဆနယ်ဘက်ကအမှန်ကန်တတန်းရအောင်တိုးနိုင်မလားကျွန်တော်စောင့်ကြည့်ရမှာဗောလေဒါကတော့လက်ရှိမှာတော့ဆာလီဘာနဲ့ပတ်သက်တဲ့သတင်းပေါ့ဗျာဆိုတော့နောက်တစ်ခုကတော့ကျွန်တော်ဒါ ပီတာဂူခရစ်နဲ့ပတ်သက်တဲ့သတင်းပေါ်လေဒီနေရာမှာတိုက်စစ်မှုအစားထုတ်မှုရှိတယ်ဆိုတော့မဖြစ်မနေသတင်းတွေထွက်နေတဲ့အချိန်မျိုးမှာဂူခရစ်နဲ့အာဆင်နယ်ကြားတဲ့သတင်းထွက်တာကတော့မထူးဆန်းဘူးဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးရထားတဲ့ဂူခရစ်နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့ကြည့်ရင်ပေါ်တူဂီမှာရှိတဲ့ report တွေကတော့ Chelsea ရဲ့ဘက်ကလည်းပေါ့နော် Sporting တိုက်စစ်မှုဖြစ်သူ Gukres ကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့နိုင်ပိုင်းအတော်အတွင်းမှာစုံစမ်းမှုတချို့ပြုခဲ့တယ်ဆိုပြီးတော့သတင်းတွေကျွန်တော်ထွက်ထားတယ် နော်26နှစ်ရဲ့ကစားမဖြစ်သူကိုအာဆင်နယ်ဘက်ကတော့တိုက်စစ်မှာအားဖြည့်ဖို့နဲ့ပတ်သက်ပြီးတော့အမှန်ကန်စိတ်ဝင်စားနေတဲ့အသင်းဖြစ်တဲ့ဂီဂရက်စာတီယာဒီမှာ54ကူနော်52ပွဲမှာ54ကူတီတွင်းထားပြီးတော့စပိုတင်းလစ်ဘွန်တွေအကောင်းဆုံးယာဒီတွေကတခုကိုပိုင်းဆိုင်ထားတာဒါမှမဟုတ်လက်ရှိမှာတော့အခုအာဆင်နယ်တသင်းနဲ့တင်မဟုတ်တော့ဘဲနဲ့ Chelsea တို့ဘာလို့ကပါပါနော် လုံးဝစိတ်ဝင်စားတဲ့အသင်းတသင်းစိတ်ဝင်စားတဲ့အသင်းတွေပါလာပြီး အကယ်လို့အာဆင်နယ်သားခက်မြင်မြတ်မလုပ်ရှားရင်ပါသွားနိုင်ရည်ရှိတယ်ဆိုတဲ့သတင်းတွေကျွန်တော်ထွက်လာတယ်။ဒါပေမဲ့စိတ်ချပါ Chelsea ဟာ Vita Gyökeres ကိုခေါ်ဖို့ကတော်တော်ကိုအချိန်နည်းနေသွားပြီ။ဘာလို့လဲဆိုတော့သူတို့ Liam Delap ကိုခေါ်ဖို့အတွက်သဘောတူညီမှုရခဲ့ပြီးတော့ Hewi Cody ဘာတွေဖြစ်သွားပြီ။ Delap ကိုသူတို့ပေါင်တန်း30နဲ့ Ipswich Town ကနေခေါ်နိုင်တော့မယ်။ဒီတော့အာဆင်နယ်အတွက်က Gyökeres နဲ့ပတ်သက်လို့တအားကြီးစိတ်ပူစရာမလိုတော့ဘူး။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ခုနက ရှေ့မှာဒုတိယတပုတ်ပြောထားတဲ့သတင်းတိုင်းပဲလက်ရှိအာဆင်နယ်ရဲ့အဓိကဦးစားပေးပြည့်မှတ်သည့် ဂီကရက်စ်မဟုတ်ပါဘူးเนาะဆိုတော့ဘင်ဂျမင်ဆက်စကူပါဘင်ဂျမင်ဆက်စကူ ਨੇ ပတ်သက်လို့သူတို့ဒီအချင်းကြီးမကောင်းခဲ့ဘူးဆိုမှသာသူတို့ကဂီကရက်စ်ကိုသူတို့လိုချင်တာဆိုတော့ဂီကရက်စ် ਨੇ သူတို့ဒီဘင်ဂျမင်ဆက်စကူဘယ်သူကိုအာဆင်နယ်ရသွားမလဲနှစ်ယောက်ထဲကတစ်ယောက်ကတော့အာဆင်နယ်ဒီညွေမှာရအောင်ခေါ်ပါလိမ့်မယ်ဒီညွေမှာအာဆင်နယ်ရအောင်ခေါ်ပါလိမ့်မယ်ဆိုတော့နှစ်ယောက်သုံးကတော့တန်း90ဝန်းကျင်ကုန်နိုင်တဲ့သူတွေကြီးပဲရယ်ဒါပေမဲ့လို့ပေါ့နော်လက်ရှိမှာအာမခံချက်နဲ့ performance တွေပြနေတဲ့ကစားမားတွေဆိုတော့ အာဆင်နယ်နေနဲ့ပေါ့နော်ဒီဂိုကရက်နဲ့ပတ်သက်တဲ့သတင်းကတော့လာမယ့်ရက်ပိုင်းမှာနည်းနည်းအီကောင်းအီးသွားလိမ့်မယ်ဒါပေမဲ့လို့ကျွန်တော်ဒီဝါတို့ပါတို့ကိုတော့ရအောင်ခေါ်ဖို့ကြိုးပမ်းနေတယ်ဆိုတော့ဆက်စကူတို့ပါတို့ဆိုတော့အာဆင်နယ်နေနဲ့ဘဲတိုက်စစ်မှုကိုဦးစားပေးခေါ်တင်တယ်လို့ကျွန်တော်ထင်ကြတယ်တခြားပြိုင်ဘက်တွေကိုစိတ်ပူစရာမလိုတော့ဘူးစိတ်ပူစရာမလိုတော့ဘူးเนาะဆိုတော့ဘင်ဂျမင်ဆက်စကူကိုသူတို့ကဦးစားပေးခေါ်ဖို့လုပ်နေတယ်ဆိုတော့ဂိုကရက်နဲ့ပတ်သက်တဲ့သတင်းတွေကတော့နည်းနည်းပါသွားမှာပေါ့လေဆိုတော့ဒါကတော့အာဆင်နယ်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေပါအာဆင်နယ်တင်းရဲ့ပြည်သက်တွေနေနေရောဒီနွေရာသီပြောင်းရွှေ့မှာ နောက်ထပ်ဘယ်ကစားမတွေရောက်လာနိုင်ဦးမယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်